ထာဝရချစ်ချင်းမြတ်တာနဲ့လွန်စမှုသင်္ကေတဖြစ်တဲ့ Taj Mahal Taj Mahal ကအိန္ဒိယနိုင်ငံအာဂရာမြို့မှာတည်ရှိပြီးတော့မဂိုအေဂရစ်ရှာဂျဟန်ကသူ့ရဲ့အစ်စ်ဆုံးစနီးမန်တက်စ်မဟာအတွက်တည်ဆောက်ခဲ့တဲ့ဂူဘိတ်မန်တစ်ခုပါဒီအဆောက်အဦးကထာဝရချစ်ချင်းမြတ်တာနဲ့လွန်စမှုရဲ့သင်္ကေတတစ်ခုဖြစ်ပြီးတော့ကမ္ဘာအံပွဲ9ပါးထဲမှာတစ်ခုပါဝင်ဖြစ်ပါတယ်။ Taj Mahal ကသူ့ရဲ့အမကန်ပိတုကလည်းရရီအလာတရားတွေနဲ့စက်တီကတ်စီရဲ့သမိုင်းကြောင်းတွေကြောင့်ကမ္ဘာတဝန်းကခရီးသွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ 1630ခုနှစ်မှာမန်တက်စ်မဟာကသူတို့ရဲ့ဆလေးရောင်မြောက်ကလေးကိုမွေးဖွားရင်းနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ရှားချဟန်ဟာသူ့ရဲ့အစ်စ်ဆုံးသတိကွယ်လွန်သွားခဲ့တာကြောင့်အလွန်မင်းဝမ်းနဲ့ကြေကွဲခဲ့ပြီးတော့မန်တက်စ်မဟာအတွက်အမတ်တရခုပိမှန်တစ်ခုကိုတိစောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တက်စ်မဟာကို1632ခုနှစ်မှာစတင်တိစောက်ခဲ့ပြီးတော့အနည်း20ကျော်ကြာအောင်ဆောက်လုပ်ခဲ့ရပါတယ်။ဒီအစားအုပ်ကိုအိန္ဒိယ၊ပါရှန်နဲ့အစ္စလာမ်ပြည်သူကလည်းယာရီကိုပေါင်းဆက်ပြီးတော့တိစောက်ထားတာပါ။ ။ test မှာကအဖြူရောင်စစ်စင်ကြောင်းနဲ့တိဆောက်ထားပြီးတော့အဖိုးတန်ကြောင်းမြေရတနာတွေနဲ့အလှဆင်ထားပါရယ်။အစာအုပ်ရဲ့အထူးကအင်္ဂါရက်တွေထဲမှာအမိုးကုံ minerals လေးခုနဲ့အလှပါဆုံးဥယျာဉ်တွေပါဝင်ပါရယ်။ test မှာရဲ့အလှတရားဟာနေ့အချိန်နဲ့ညအချိန်တွေမှာမတူညီတဲ့အသွင်ပြင်တွေကိုပြသပါရယ်။နေရောင်ခြေကြောင်းအဖြူရောင်စစ်စင်ကြောင်းတွေဟာအရာအမျိုးမျိုးပြောင်းလဲပြီးတော့လာရောက်အောင်မှာတော့ငွေရောင်အတိနဲ့တောက်ပါနေပါရယ်။ထက်မဟာဟာအိန္ဒိယရေကျေးမှုနဲ့တမိုင်းရဲ့အရေးပါတဲ့အစီအပံတစ်ခုဖြစ်ပါရယ်။ ဒါအပြင် UNESCO ရဲ့ကမ္ဘာအမွေအနေနေရာတစ်ခုအဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။နှစ်စဉ်နှစ်တိုင်းကမ္ဘာတဝန်းကတန်ပေါင်းများစွာသောခရီးသွားတွေဟာ Taj Mahal ရဲ့အလှတရားကိုလာရောက်ခံစားကြပါတယ်။ Taj Mahal ကအချစ်နဲ့သစ္စာတရားရဲ့အထွတ်ထိပ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ရှားချန်ဟာသူ့ရဲ့အချစ်ဆုံးဇနီးအတွက်ဒီလိုအမကန်ကုဘိမှန်တစ်ခုကိုတိဆောက်ခြင်းအပြင်သူ့ရဲ့ထာဝရချစ်ချင်းမြေတာကိုပြသခဲ့ပါတယ်။ Taj Mahal ဟာယနေ့အချိန်ထိချစ်ချင်းမြေတာနဲ့လွှမ်းဆိုးမှုရဲ့တင်ကြေးတာတစ်ခုဖြစ်တည်ရှိနေသေးပါ။ ထက်ချမဟာကိုလာရောက်လည်ပတ်ခြင်းကအမတ်တရားနဲ့မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်စေမှာပါဒီအစားအုပ်ကပြည်သူကလက်ရရအလားတရားတွေနဲ့စိတ်တိကျစေတဲ့တမိုင်းကြောင်းတွေကြောင့်လူတိုင်းအတွက်လေးစားအတွေ့ယူစရာနေရာတစ်ခုဖြစ်ပါတယ်